င်္ဂလာပါရှင်။တလင်တိုင်းမြေတနိတာနောက်ဆုံးရသတင်းများစူးစိမှုအစီအစဉ်ကနေကြိုဆိုလိုက်ပါရစ်။ကျမချီလီပါ။ဒီကနေ့2025ခုနှစ်ဧပြီလ10ရက်နေ့အတွက်တင်ဆက်ပေးမယ့်သတင်းတွေကတော့ KNU နယ်မြေမှာစစ်တပ်လက်နက်ကြီးကြောင့်အရသား5ဦးတန်ရာရတဲ့သတင်း။အပြစ်ရထားပေမဲ့စစ်ကောင်စီနေစဉ်လေးချောင်းတိုက်ခိုက်မှုတွေပြုလုပ်နေတယ်လို့ AAPP ပြောတဲ့သတင်း။ ကော့တောင်းမှာစစ်ဦးရန်စုဆောင်ခံရတဲ့လူငယ်တအူ PDF ထံခိုးလုံတဲ့သတင်းအပါအဝင်နိုင်ငံတကာသတင်းမှာတော့အခွန်တိုးကောက်မဲ့ထရန့်ရဲ့ချင်းချောင်းမှုကိုအဆုံးအထိတိုက်ပွဲဝင်သွားမယ်လို့တရုတ်တုံ့ပြန်တဲ့အကြောင်းတို့ကိုတင်ဆက်ပေးပါမယ်ရှင်။ ပဲခူးတိုင်းညောင်လေးပင်ခရိုင်ရဲ့မြို့နယ်နှစ်ခုမှာစစ်ကောင်စီတပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်စစ်ဆောင်ပြည်သူတွေအပါအဝင်ရပ်သားပြည်သူ၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ကရင်ဒုသစီယုံ KNU ဘိုးကဧပြီလ9ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ် အပြစ်ရဲ့ကြေညာထားတဲ့စစ်ကောင်စီတပ်ဟာဧပြီလ၄ရက်နေ့က KNU ထင်းချုံနယ်မြေဖြစ်တဲ့မုံမြို့နယ်ဗရကုံကျေးရွာတွေကိုလက်နက်ကြီး၅လုံးဖြစ်ခတ်ခဲ့တဲ့အတွက်ဗရကုံကျေးရွာမှာစစ်ဘေးလာရှောင်နေတဲ့ကရင်မြရဲကျေးရွာသူအသက်26နှစ်အရွယ်နော်ဖော်စာဝါထိခိုက်ဒဏ်ရာရရှိခဲ့တာပါဧပြီလ9ရက်နေ့ကလေ KNU ထင်းကျုံနယ်မြေဖြစ်တဲ့ရွှေချင်းမြို့နယ်ဝိုင်းကျင်ကြီးပါတဲ့ကိုစစ်ကောင်စီတပ်ကဟာဝေဇာလက်နက်ကြီး၃လုံးပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ။တနက်ကြီးကြောက်ပောက်ကွဲမှုကြောင့်ဝိုင်းကင်ကြီးပါနီကိုနေလင်းစိုးမက်ရနာကိုတန်းမင်းစိုးနဲ့ကိုတက်နေဝင်းတို့၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးညောင်သားရဖုံးတော်ကြီးကြောင့်လည်းထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါဗျ။စစ်ကောင်စီတပ်ဟာယာယီအပြစ်ခတ်ရဲစဲကြောင်ချိန်ညာထားပြီးမြ KNU နယ်မြေမှာနေစဉ်နဲ့အမျှလက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေတဲ့အတွက်ရတားပြည်သူတွေအနေနဲ့ထိခိုက်ဒေဆုံးမှုတွေကြုံတွေ့ခံစားနေရပြီးထိတ်လန့်ကြောက်ရွံ့စွာနဲ့ရှင်သန်နေထိုင်ရတယ်လို့ KNU ကဆိုပါတယ် နိုင်ငံရေးကျင်းသားများကုညီဆောက်ရှောက်ရေးအသင်း AAPB ကလည်းစစ်ကောင်စီဟာငလင်ဘေးကြောင့်ဧပြီလ2ရက်နေ့ကနေဧပြီလ22ရက်နေ့အထိအပြည့်အခက်ရက်စဲကြောင်းကြေညာထားပေမဲ့တိုင်းနယ်ပြည်နယ်တွေမှာနေ့စဉ်လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေတယ်လို့ဧပြီလ6ရက်နေ့မှာထုတ်ပြန်ထားပါတယ် စ်ကောင်စီဟာငလင်ပေးကယ်ဆယ်ရေးနဲ့ပြည်내ထူထောင်ရေးလုပ်ငန်းတွေကိုလှုံ့ဆော်နိုင်ဖို့ရာရီအပြည့်ရဲ့ကာလချိန်ညာထားပြီးမဲ့တိုင်းနယ်ပြည်နယ်တွေမှာနေစဉ်လက်နက်ကြီးအပြင်လေကြောင်းကနေပြစ်ခတ်တိုက်ခိုက်နေတယ်လို့နိုင်ငံရေးကျင်းသားများကွန်ရီဆောင်ရှောက်ရေးအသင်း AAPP ကဧပြီလ6ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ဒီသတင်းကိုတော့အင်မီကတင်ဆက်ပေးထားပါတယ်။ဧပြီလ2ရက်နေ့ကနေ22ရက်နေ့ထိရပ်ပေါင်း20ကြာရာရီပြည့်ရဲ့ကာလဖြစ်စစ်ကောင်စီကထုတ်ပြန်ကြေညာထားပြီးမဲ့နိုင်ငံတော်ကတိုင်းနယ်ပြည်နယ်တွေမှာ နေ့စဉ်လေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုတွေကိုလှုပ်ဆောင်နေတာပါ။ဧပြီလ၄ရက်နေ့မှာကရင်နီပြည်နယ်ရိုက်ကော်မြို့နယ်ရှိကင်းကောခုကြီးရွာကိုစစ်ကောင်စီကလေကြောင်းပြင်လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်ရဲသား၅ဦးသေဆုံးခဲ့တယ်လို့ဆိုပါရယ်။ဒါအပြင်အဲ့ဒီနေ့မှာပဲရခိုင်ပြည်နယ်တောင်ကုန်းမြို့နယ်ကိုစစ်ကောင်စီကတိုက်လေရင်နဲ့ပုံချဲခဲ့တာကြောင့်ခရီးရန်မရချက်ခိုးချောင်းတချောင်းပါဝင်လူနေအိမ်တွေထိခိုက်ပျက်စီးခဲ့ပြီးရဲသားပြည်သူတို့ချိုးထိခိုက်တရရရှိခဲ့ပါရယ်။ ဧပြီလ9ရက်နေ့မှာလဲရှမ်းပြည်နယ်နောင်ချုံမြို့နယ်နဲ့ညောင်ရွှေမြို့နယ်မကွေးတိုင်းပခုတ်ကူမြို့နယ်မန္တလေးတိုင်းမတရားမြို့နယ်တွေကိုစစ်ကောင်စီကလက်နက်ကြီးဖြင့်လေကြောင်းပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်နေ20ကျော်ထိခိုက်ပျက်စီးခဲ့ပြီးပြည်သူတို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။အလားတူဧပြီလ6ရက်နေ့မှာလဲစကိုင်းတိုင်းဘူးတလင်းမြို့နယ်နဲ့ချောင်းမြို့နယ်တွေကိုစစ်ကောင်စီကစစ်တပ်လေဒီနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူလေးဦးတည်ဆုံးခဲ့သလိုထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိတယ်လို့ ABB ရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါရှိပါတယ်။တနင်္လာရီတိုင်းကော့တောင်မြို့နယ်မှာစစ်ကောင်စီရဲ့စစ်မှုရန်တပ်သားစုဆောင်ခံရတဲ့လူငယ်တအူးဆက်သွယ်အလင်းဝင်လာခဲ့တယ်လို့ကော့တောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံကသိရပါဗျ။ဒီသတင်းကိုတော့ရွန်ကြည်ပြားကပြောပြပေးမှဖြစ်ပါဗျ။ စစ်ကောင်စီရဲ့စစ်မှုထမ်းပတ်စင်ဆက်တဲ့အတွက်တတားစုဆောင်ခံရတဲ့ကိုမင်းမင်းအမီလွယ်ဟာပြီးခဲ့တဲ့ဧပြီလတည့်ရက်နေ့မှာကော်တောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တန်းဆက်သွယ်အလင်းဝင်ခဲ့တာပါကိုမင်းမင်းဟာထိုင်းနိုင်ငံမှာဖမ်းဆီးခံရပြီးတဲ့နောက်ရန်အောင်မြို့မှာတဆင့်ကော်တောင်းမြို့နယ်ဘက်ကိုပြန်လည်ပို့ဆောင်ခံရခြင်းစစ်ကောင်စီရဲ့စစ်မှုထမ်းတတားတဲ့ဖြစ်ဖမ်းဆီးခံခဲ့ရပြီးကော်တောင်းမြို့နယ်ခမရ၄၃တက်စကန်ကိုပို့ဆောင်ခံခဲ့ရတာဖြစ်ပါတယ် အဒီနောက်ကိုမင်းမင်းဟာခမရ၄၃တက်စကမ်းမှာထွက်ပြေးလွမြောက်ခဲ့ပြီးပြည်သူ့ကာကွယ်ရေးအဖွဲ့တန်းချိတ်ဆက်ကအလင်းဝင်ခဲ့တာဖြစ်တယ်လို့ကော်သားမင်းနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့ပြန်ကြားရေးတာဝန်ခံကတန်လွင်ထမ်းမှုပြောပါရယ်အလင်းဝင်ဟာလည်းစစ်ကောင်စီတပ်သားတွေကိုကောင်းမွန်စွာပြုစုထားပြီးလုံခြုံရေးကိုအခြေအနေအရကိုရေးကိုယ်တိုင်အချက်လက်အပြည့်စုံကိုမထုတ်ဖော်ခဲ့တာလို့ဆိုပါရယ်ပြီးခဲ့တဲ့မတ်လ6ရက်နေ့ကလည်းကော်တောင်းမြင့်နယ်မှာထိုင်းနိုင်ငံရန်နောင်းမြို့မှာနေရပြန်ပို့ခံရပြီးစစ်မှုထမ်းစုဆောင်းခံခဲ့ရတဲ့လူငယ်နှုတ်ထွက်ပြေးလွမြောက်ခဲ့ကကော်တောင်းမြင့်နယ်ပြည် င်သူကာကွယ်ရေးဖွဲ့တံဝင်ရောက်အလင်းဝင်လာခဲ့တယ်လို့ဆိုပါရယ်။အခွန်တိုးကောက်မဲ့ Trump ရဲ့ချင်းချောက်မှုကိုအဆုံးအထိတိုက်ပွဲဝင်သွားမယ်လို့တရုတ်တုံ့ပြန်လိုက်ပါရယ်။ဒီသတင်းကိုတော့ WND ကတင်ဆက်ပေးသွားပါမယ်ရှင်။ပေကျင်းရဲ့လက်စားချေတဲ့အခွန်တိုးကောက်မှုတွေကိုပြန်မရုပ်သိမ်းမှုဆိုရင်အခွန်50ရာခိုင်နှုန်းအထိတိုးမြင့်ကောက်ခံသွားမယ်လို့ American Tamara Donald Trump ကချင်းချောက်လိုက်ပြီးရနောက် ရုတ်ကဧပြီလ၈ရက်မှာပြင်းပြင်းထန်ထန်တုံ့ပြန်လိုက်ပါတယ်။အမေရိကန်ရဲ့အကြက်ကိုင်တဲ့သဘောတဘာဝကိုမိမိတို့လုံးဝလက်ခံမှာမဟုတ်ဘဲအစုံအထိတိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့တရုတ်စီးပွားရေးဝန်ကြီးကပြောပါတယ်။ဒီလိုလိတ်ခဲတဲ့လက်အခြေအနေကြောင့်ကမ္ဘာကြီးမှာဆောင်စီးပွားရေးနှစ်နိုင်ငံကြားအင်အားကုန်ထုတ်သုံးတဲ့ကုန်သွယ်ရေးစပွဲကြီးဖြစ်လာနိုင်တယ်လို့လေ့လာသူတွေကပြောပါတယ်။အခွန်အသစ်တွေကြောင့်တရုတ်စီကကုန်စည်တချို့တင်သွင်းမဲ့အမေရိကန်ကုမ္ပဏီတွေဟာအခွန်တရလီရာခိုင်နှုန်းအထိပေးဆောင်ရမယ့်အခြေအနေနဲ့ရင်ဆိုင်နေကြပါတယ်။ ဧပြီလ10ရက်ဈေးကွက်ဖွင့်ချိန်မှာအာရှစတော့ရှယ်ယာဈေးနှုန်းအများစုမြင့်မားခဲ့ပေမဲ့ထိုင်ဝမ်စတော့ရှယ်ယာဈေးနှုန်း400ခန်းနှုန်းထပ်မံကျဆင်းခဲ့ပါသည်။လန်ဒန်မှာရှိတဲ့ FTSE 100အပါအဝင်ဥရောပရဲ့ကြီးမားဆုံးစတော့ရှယ်ယာဈေးကွက်တွေဟာဧပြီလ9ရက်မှာဈေးနှုန်း400ခန်းနှုန်းလျှော့ပြီးပိတ်သိမ်းခဲ့ကြပါသည်။ဗြိတိန်နိုင်ငံမှာနေထိုင်စားသောက်မှုဈေးဟာတချို့လူတွေအတွက်ပြဿနာဖြစ်လာပြီးစီးပွားရေးဆုပ်ယုံမှာကိုလူများစိုးရိမ်နေကြတာဖြစ်ပါသည်။ ဗြိတိန်နိုင်ငံသားသုံးပုံနှစ်ပုံဟာအမေရိကန်ရဲ့အခွန်အရေးနဲ့ပတ်သက်လို့စိုးရိမ်နေကြပြီးနေထိုင်စားသောက်မှုကုန်ကျစရိတ်ဟာဖိအားပိုများလာမှာကိုစိုးရိမ်နေကြကြောင်းလက်တလောစစ်တမ်းတွေမှာဖော်ပြထားပါသည်။တရုတ်ကတော့ထရန့်ရဲ့အခွန်တိုးမြင့်ကောက်ခံမှုကိုကြံ့ကြံ့ခံပြီးအစောအထိတိုက်ပွဲဝင်သွားမယ်လို့ကြွေးကြော်ထားပါသည်။အမေရိကန်ကအခုလျှောက်နေတဲ့လမ်းကြောင်းအတိုင်းဆက်လျှောက်နေမယ်ဆိုရင်မိမိတို့အနေနဲ့အစောအထိတိုက်ပွဲဝင်သွားမယ်လို့တရုတ်စစ်ဘေးဝန်ကြီးကပြောပါသည်။အမေရိကန်ရဲ့လုပ်ရက်တွေဟာတစ်ဖက်သက်အိဗယ်မဲ့အနိုင်ကျင့်တဲ့လုပ်ရက်ဖြစ်တယ်လို့တရုတ်ကပြောပါသည်။ တရုတ်အနေနဲ့အဲ့ဒီစိန်ခေါ်မှုတွေကိုဖြည့်ရှင်းနိုင်စွာအပြည့်အဝရှိပြီးရိုက်ခတ်မှုတွေကိုကင်တွယ်ဖြည့်ရှင်းဖို့တတိနဲ့ယုံကြည်မှုအပြည့်ရှိတယ်လို့ကွန်မြူနတီပါတီကတရုတ်ပြည်သူတွေကိုအသိပေးထားပါတယ် နင်္ဂနွေနေ့နောက်ဆုံးရသတင်းစုစည်းမှုပေါ့ကတ်ဆက်စီစဉ်ကိုတော့အပတ်စဉ်အင်ကဇာတာပတိစနေနေ့ညနေ6နာရီအချိန်တိုင်းမှာနှာတော်တာဆင်နိုင်ပါတယ်။သနင်္ဂနွေနေ့သတင်းထုတ်လင်းမှုတွေကိုတော့ Facebook, Telegram, Instagram, X သနင်္ဂနွေနေ့ website စာမျက်နှာနဲ့သနင်္ဂနွေ application တို့မှာလည်းဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။သနင်္ဂနွေနေ့နောက်ဆုံးရသတင်းထုတ်လင်းမှုကိုနှာတော်တာဆင်ခဲ့ကြတဲ့ပရိသတ်များအားလုံးထူးပဲကျေးဇူးတင်ရှိပါရရှင်။